သူများကိုပြောချင်လို့ရှိရင်ကိုယ့်ကိုပြန်ကြည့်ရမယ်ကိုယ့်ကိုပြန်ချက်လို့သူများကိုပြောတော့မယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်တယ်ပြန်မကြည့်ပဲနဲ့သူများကိုသာတစ်ဖက်သက်ဆုံးမတဲ့သူတတိပေးတဲ့လူဆိုလို့ရှိရင်အပြောသမားတက်တက်ဖြစ်သွားပြီလူလောကထဲမှာအပြောသမားတက်တက် ပြောတာနဲ့လောက်ထာနဲ့မကြိုက်တဲ့လူတယောက်ဒီလိုအခြေအနေမျိုးရောက်သွားရတယ်တကြောင်မို့တတိပေးတယ်လူတွေဆိုတာဟာယထာဝရီတထာကာရီကိုပြောတဲ့အတိုင်းလောက်ရမယ်ကိုလောက်တဲ့အတိုင်းလည်းပြောရမယ်အလောက်ကတခြားပြောရတခြားမဖြစ်စေရဘူးတဲ့အဲ့ဒါကိုတတိပေးဆုံးမတဲ့အနေနဲ့အတ္တနာမေဝပထမံ ပတိရူပေနိဝေတယေသူများကိုပြောချင်ရင်သူများပြောဖို့အသာထားကိုကိုကိုစမှတ်ကြအောင်အရင်လှုပ်လိုက်အောင်သူဆိုလိုတယ်နော်ကိုကိုစမှတ်ကြအောင်နေကြည့်လိုက်အောင်မြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်သွားတယ်ငယ်ငယ်တော့ကဟိုးတခါကြီးတယောက်ပြောဦးတယ်ခေါင်းအင်္ဂလိပ်တွေဟာတဲ့ ဗမာပြည်အုပ်ချုပ်တဲ့အခါမှာသူတို့နိုင်ငံမှာတော့သူတို့နေခြင်းသူတို့နေတယ်ဗမာပြည်အုပ်ချုပ်တဲ့အခါမှာဒေသသားတွေဗမာလူမျိုးတွေကသူတို့ကိုလေးစားအောင်လို့ဆိုပြီးစပင်းကိုလည်းကြော့နေအောင်ဖိထားတယ်အဝတ်စားကိုလည်းတတ်တတ်ရရနေတိုင်းနဲ့ပန်းနဲ့ကိုအင်္ဂလိပ်တွေကအဲ့ဒါလိုနေတယ်လို့အင်္ဂလိပ်လက်ထက်တုန်းကစစ်ကဲရာထူးထီအောင်ရရှိတဲ့ တခါကြီးတယောက်ကဘုန်းကြီးကိုရှောက်ဖို့တယ်အဲ့လိုသူကအင်္ဂလိပ်စာတက်အမှုတန်းကောင်းပေါ့နော်အဲ့ဒီကရက်ပြောတယ်အင်္ဂလိပ်တွေကတဲ့ဒေသလူတွေသူတို့ကိုအထင်ကြီးအောင်လေးစားအောင်သူတို့ကဘယ်တော့မှကိုယ့်ကာမနေဘူးတဲ့ဘယ်တော့မှကိုယ့်ကာမနေဘူးစားလဲစတိုင်းနဲ့နော်နေလဲစတိုင်းနဲ့လူထင်ကြီးအောင်ပေါ့သူတို့က တကုတ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်။ဒါဘုအဲ့ဒီကလာတယ်စမတ်ကြကြနေတယ်ဆိုတာ။အဲ့စမတ်ကြကြနေတယ်ဘူးဆန်းနေတို့ဘာလို့ပြောကြပြန်တာပေါ့နော်ဘုမာရီကအင်္ဂလိပ်ကိုဘူးလို့ခေါ်တာနဲ့တူပါလေ။ဘူကလည်းပဲနှစ်ဘူရှိတယ်ဘူပြူနဲ့ဘူမဲ။ဟိုတချင်းဆိုတဲ့လူပြောတာမဟုတ်ဘူး။ဘာလို့ဘူပြူဘူမဲဖြစ်သွားတော့ဆိုအင်္ဂလိပ်တွေက ဗမာပြည်ကိုအုပ်ချုပ်တဲ့အခါမှာအိန္ဒိယကလားတွေနဲ့အုပ်ချုပ်တာအိန္ဒိယလူမျိုးတွေခေါ်လာတာအဲ့ဒါဘိုးဘဲတွေပါလာအဲစဉ်းစားကြည့်အဖြူတွေကနံပါတ်1ကောင်းဆောင်လုပ်ပြီးတော့အမဲတွေကသူ့လက်အောက်ကနေတဆင့်အုပ်ချုပ်တာအဲ့ကြောင့်မို့သူတို့လှုပ်သွားတဲ့ဟာအတူခိုးစရာတိတ်တည်းရှိတယ်လို့ပြောကြတယ် အဲ့ဒီရှေ့ခေတ်မိတဲ့လူကြီးတွေပေါ့နော်သူတို့ကတဲ့သူတို့ကိုလေးစားအောင်လို့ဆိုဘယ်ခါပဲဖြစ်ဖြစ်နေတာထိုင်တာစတိုင်နဲ့နေတယ်စကားပြောရင်လည်းတတရပြောတယ်ပြောရင်မပြောဘူးသူတို့ကိုခံညာထဲဝါဆိုတာနေပြပြီးတော့အရှိန်ဝါကိုပြပြီးတော့ဒီလိုအုပ်ချုပ်သွားတာဒါလည်းဟုတ်တာပဲနော်ဒါလည်းလှုပ်တဲ့လှုပ်ထက်တဲ့လှုပ်တယ် ကိုယ်ကမနေဘူးစမတ်ကြကြနေတယ်စတိုင်းကြကြနေတယ်နေပြီးရင်တော့ကလူတွေလေးစားအောင်သူနေရမယ်လို့နေဖို့ထမ်းမှုအဲ့ဒါကိုမြတ်စွာဘုရားကလည်းဟောတာချစ်အတ္တနာမေဝပထမံပတိရူပိနိဝေတယေတဲ့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ကိုယ့်ကိုယ်ကိုအရင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဥပမာကိုယ်ကိုယ်တိုင်ကဟုတ်လားကိုကျင်းသီလဆောက်တည်တယ်ဥပုံနေတယ်ဥပုံဆောင်တယ် ီလိုပေါ့ကိုကိုယ်တိုင်ကအများကအားကြလောက်အောင်နေပြနေပြပြီးတော့မှအထင်ညာမနုတာသေးရတယ်အဲ့ဒီနောက်မှသူများကိုဆုံးမပါကိုနေတယ်လို့သူများကိုနေနိုင်အောင်ဆုံးမပါအဲ့ဒါလို့မလုပ်ဖဲနဲ့ကိုကတော့နေခြင်းသလိုနေပြီးသူများတော့ဆရာလုံးလို့ရှိရင်ဘာဖြစ်လဲကို့ပေါ်မှာတုံ့ပြန်ပြီးတော့ မင်းငော့ခံရတာတွေဖြစ်တယ်မင်းငော့ခံမပလေးစားကြတော့ဘူးပေါ့အဲ့ဒီလိုလေးစားမခံရဘူးဆိုရဲအကုတ်ကုန်သိခါကိုကိုညင်နှောင်းအောင်လုပ်တယ်လို့ဖြစ်သွားပြီဒါမြတ်စွာဘုရားတတိပိဆုံးမတာမတမကောင်းတယ်လူကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာလူကြီးပြီပြီကိုကအရင်နေပြပြီးတော့မှသူများကိုဆုံးမအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုကတော့ကလေးကလား သူများကိုသွားဆုံးမတဲ့အခါကျတော့တစ်ဖက်သားကတော့အင်းသူတော့နေချင်းသူတို့နေငါတို့ကြမှာလာပြောတယ်ဟောဟိုလိုလည်းမလုပ်နဲ့တာဖာနှစ်ယောက်အယက်တူတူတောက်တဲ့အခါကျအဖေလို့တဲ့ပုဂ္ဂိုလ်ကပြောတယ်ငါတော့တက်ပါဖြစ်ပြီငါတောက်လို့ရတယ်မင်းမတောက်နဲ့တော့တက်ပါဖြစ်ပြီလှုပ်ချင်တာလှုပ်လို့ရတယ်လို့ထင်နေနော်တော့တက်ပါပြီဘယ်လှုပ်တော့မလဲ သတ္တဝါလက်မှတ်ရလိုက်သလားမသိဘူးငါကသတ္တဝါဖြစ်သွားရင်တောက်တယ်ငါကိစ္စရှူတယ်ငါအပေတကားပိတ်ပြီးပြီဘာနဲ့ပိတ်တယ်တော့မသိဘူးသူ့အပေကအမေမတော့နဲ့မင်းတော့မင်းငဲကြလိုက်မင်းငါတော့အပေတကားပိတ်ပြီးပြီနော်အဲ့လိုဟာမျိုးလည်းရှိသေးတယ်အဲ့တော့ငါနေသလိုမနေနဲ့ငါပြောသလိုလုပ်ဆိုရတဲ့ဟာမျိုးပေါ့နော် အဲ့လိုမဖြစ်စေနဲ့တဲ့မြတ်စွာဘုရားအတ္တနာမေဝပထမံပတိရူပေနိဝေတိအထေညာမနုဿသေယနာကိလေသေယပဏိတောပညာရှိဆိုတာပြည့်တယ်မခံရအောင်ကိုကိုယ်တိုင်ကစနစ်တကျနေထိုင်ဖို့လိုအပ်တယ်ပြီးတော့မှသူများကိုတုံ့တင်ဆုံးမပါဆရာလုံးမဲ့ပုဂ္ဂိုလ်တွေကိုလမ်းညွှန်မှုပြုတယ်